မင်္ဂလာပါရှင်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်2018ခုနှစ်အတွင်းရခိုင်ပြည်နယ်ကထွက်ပြေးပြီးဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ရိုဟင်ဂျာတွေနေရပြန်နိုင်ဖို့အတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိချုပ်ထားတဲ့အာရခတက်တော် AA နဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးဆိုင်ရာကိုယ်စားလှယ်ဂျိုနသန်ရှာရီရာကတိုက်တွန်းလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာမနေ့ကကျင်းပတဲ့ကုလသမဂ္ဂထွတ်ထွေးညီလာခံအလွတ်တဘောတွဲဆုံဆွေးနွေးပွဲမှာအခုလိုပြောခဲ့တာပါ။အဲ့ဒီတွဲဆုံဆွေးနွေးပွဲမှာဂျိုနသန်ရှာရီတာကအမေရိကန်အနေနဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ပြင်းထန်တဲ့အကြမ်းဖက်မှုတွေခံစားခဲ့ရတဲ့ရွင်ဂျာရီနဲ့တညစ်တညွတ်တဲ့ရက်တည်နေကြောင်းလည်းပြောဆိုခဲ့ပါဗျ။ ဒါပြင်မြန်မာစစ်တပ်ရဲ့အာဓမ္မကျောင်းဖတ်မှုတွေကြောင့်နေရဆွန့်ခွာခဲ့ကြရတဲ့ရွင်ကြရရဲ့ပေါ်စိုးရိမ်ပူပန်မိကြောင်းနဲ့အယက်သားတွေကိုကာကွယ်ပေးဖို့နဲ့သူတို့ရဲ့အသက်ရှင်နေထိုင်မှုတွေကိုတံမိုးထားဖို့မြန်မာစစ်တပ်အာရခတပ်တော်နဲ့တပ်ဆိုင်သူတွေအလုံးကိုတောင်းဆိုကြောင်းပြောဆိုခဲ့ပါတယ်။ရူဟင်ဂျာတွေအပေါ်ပြစ်မှုကျွလွန်ခဲ့တဲ့စစ်တပ်ဟာတာဝန်ယူမှုတာဝန်ခံမှုတွေကနေလက်ရှိအချိန်ထိလွတ်မြောက်နေဆဲဖြစ်တယ်လို့ရူဟင်ဂျာတွေအပေါ်အကြမ်းဖက်မှုတွေဆက်ပြီးကျွလွန်နေဆဲဖြစ်ပါတယ်။ ဒါပြင်မြန်မာစစ်တပ်ကအရက်သားတွေအပါအဝင်စာတင်ကျောင်းနဲ့ဖျားဝှပြူရာကျောင်းဆောင်တွေကိုလေကျောင်းတိုက်ခိုက်တာရေဂျာတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီးတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခိုင်းနေတာကလူမျိုးသုံးတပ်ဖြတ်မှုကိုကျွလွနေတာဖြစ်တယ်လို့ဂျိုနသန်ကပြောခဲ့ပါဗျာ။ စစ်ကောင်စီစစ်တပ်ကရခိုင်ပြည်နယ်အတွင်းအင်တာနက်နဲ့ဆက်သွယ်ရေးဖြတ်တောက်တာကိုဆက်လက်လှုပ်ဆောင်နေပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ဆို့ထားတဲ့အတွက်အရေးပေါ်အကူအညီတွေပေးဖို့အခက်အခဲကြုံနေကြရပါတယ်။ ဒါကြောင့်လေရိုဟင်ဂျာတွေဂုံတိတ်ခါရှိရှိနဲ့နေရပြန်နိုင်ဖို့ရခိုင်ပြည်နယ်အပါအဝင် ထိဆက်နေတဲ့ဒေသတွေစစ်ကောင်စီစစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထားနိုင်တဲ့အာရခတက်တော် AA ရဲ့ပူပေါင်းပါဝင်မှုကမရှိမဖြစ်လိုအပ်တယ်လို့ဂျိုနသန်ကပြောဆိုခဲ့ပါတယ်ရှင်